ရေချိုးဖို့လှုပ်ရင်ဖြစ်ဖြစ်ရေအိမ်သွန်းရင်ဖြစ်ဖြစ်ရုတ်တရက်ကြီးလိုက်ချိန်မှာစီးကုန်မွေတွေဖြူနေတာတွေ့လို့လန့်များသွားပြီလားငါများအယံအိုနေလီလားဘာကြောင့်များစီးကုန်မွေတွေဖြူလာရတာလဲဆိုပြီးစဉ်းစားရခက်နေပြီဆိုရင်တော့ဒီစာလေးထဲမှာဖတ်ကြည့်လိုက်ပါနော်ကဲလေဒီလေးတွေမှာစီးကုန်မွေတွေဖြူလာရတာဘာကြောင့်များထင်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်နော်စီးကုန်မွေတွေဖြူလာတာကအသက်ကြီးလာလို့လား စီကုံမွေးတွေတို့မွေးညင်းပေါက်တွေမှာလဲစသားရဲ့အမွေးအိတ်လေးတွေလိုပဲရောင်ချေဖြစ်စည်းလေးတွေရှိပါတယ်။အသက်ရွယ်ရလာချိန်မှာမွေးညင်းအိတ်ထဲကရောင်ချေဖြစ်စည်းလေးတွေညော့နေလာတာကြောင့်စီကုံမွေးတွေကအယောင်ပြောင်းလာတာဖြူလာတာမျိုးတွေရှိလာတာပါ။ဒီလိုဆိုတာနဲ့စီကုံမွေးတွေဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့မဟုတ်ပါဘူး။အရွယ်မတိုင်ခင်ဖြူလာလိုမျိုးလဲဖြစ်နိုင်တာပေါ့။အသက်ကြီးလာမှစီကုံမွေးဖြူတာမဟုတ်ပေ အခြားသောအကြောင်းရင်းတွေကြောင့်လည်းစီးကုန်မွေးတွေဖြူလာနိုင်ပါတယ်။ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုစက်ကြည့်လိုက်အောင်ဆိုနော်။လေဒီလေးတွေမှာစီးကုန်မွေးတွေဖြူလာရတာဘာကြောင့်များဖြစ်မလဲ။ဟယ်လိုဆရာဝန်ပန်းလည်းမောင်အချက်လက်များစစ်ဆေးထားပါတယ်။အေးဒီမောင်မရေးသားကြည့်။နောက်ဆုံးအစ်ပြင်စင်သည့်ရက်ဆွဲမှာ အသည့်ရှိနှိတ်ငားနေပါ။ရေချိုးဖို့လုပ်ရင်ထီထီရေအိမ်သွားရင်ထီထီရိုတီရက်ကြည့်လိုက်ချိန်မှာ စီးကုံမွေးတွေဖြူနာတွေ့လို့လက်များသွားပြီလားငါများအယံအိုနေပြီလားဘားဆောင်များစီးကုံမွေးတွေဖြူလာရတာလဲဆိုပြီးစဉ်းစားရခက်နေပြီဆိုရင်တော့ဒီစာလေးထဲမှာဖတ်ကြည့်လိုက်ပါနော်ကဲလေဒီလေးတွေမှာစီးကုံမွေးတွေဖြူလာရတာဘားဆောင်များထင်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်နော်စီးကုံမွေးတွေဖြူလာတာက အသက်ကြီးလာလို့လားစီးကုံမွေးတွေရဲ့ငွင်ရင်ပေါက်တင်မှာလဲစသားရဲ့အမွေးအိတ်လေးတွေလို့ပဲ ရောင်းချေပစ္စည်းလေးတွေရှိပါတယ်။အသက်အရွယ်ရလာချိန်မှာမွေးညင်းအိတ်ထက်ကရောင်းချေပစ္စည်းလေးတွေညော့နေလာတာကြောင့်စီးကုန်မွေးတွေကအယောင်ပြောင်းလာတာဖြူလာတာမျိုးတွေရှိလာတာပါ။ဒီလိုဆိုတာနဲ့စီးကုန်မွေးတွေဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့မဟုတ်ပါဘူး။အရွယ်မတိုင်ခင်ဖြူလာလို့မျိုးလဲဖြစ်နိုင်တာပေါ့။အသက်ကြီးလာမှစီးကုံမွေးဖြူတာမဟုတ်ပဲအခြားသောအကြောင်းရင်းတွေကြောင့်လည်းစီးကုံမွေးတွေဖြူလာနိုင်ပါတယ်ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုစစ်ကြည့်လိုက်အောင်ဆိုနော် လေဒီလေးတွေမှာစီးကုံမွေးတွေဖြူလာရတာဘာကြောင့်များဖြစ်မလဲလေဒီလေးတွေမှာစီးကုံမွေးတွေဖြူလာရတာဘာကြောင့်များဖြစ်မလဲဆိုတော့အခုလိုအကြောင်းရင်းလေးတွေကြောင့်ပါဗီတာမင် B12 ချွေရောနေတာနေ့စဉ်စားသုံးမှုကခန္ဓာကိုယ်ရဲ့လုံဆောင်မှုတွေကိုဟန်ချက်မီးစေးဖို့ရပါအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ် ဒါကြောင့်ခန္ဓာကိုယ်မှာဗီတာမင် B ထွေးကင်းမဲ့နေမည်ဆိုရင်တော့လုံလောက်သောသွေးနှီးဥစည်းတွေကိုထုတ်ဖို့ခက်သွားမှာပါ။ဒါကြောင့်ပဲဗီတာမင် B ထွေးကျွရောနေပြီဆိုရင်တော့စီးကုန်ဝေးကအယံပြောင်းလာလားဖြူလာလားမျိုးခံစားရနိုင်ပါတယ်။ဒါကြောင့်အသက်ကလည်းမကြည့်သေးဘူးစီးကုန်ဝေးတွေကလည်းဖြူနေပြီဆိုရင်တော့ဗီတာမင် B ထွေးကျွရောစွာပါဝင်နေတဲ့ဂျူနာငါ၊စာတင်ငါ၊ကလီစာမျိုး၊ cheese ၊အိုမျိုးမျိုးတင်းကျပ်စားသဖြင့်ကိုစားသုံးပေးဖို့လိုပါမယ်။စိတ်ဖြည့်စီတာ။ ကာလရွှေစာစိတ်ဖိစည်းတာကစီးကွမွေကိုအရွေမတိုင်ခင်ဖြူစေတာအပါအဝင် အမျိုးမျိုးသောစံမှတ်ရေးပြဿနာတွေကိုထုတ်စင်နိုင်ပါတယ်။ဒါကြောင့်ကိုတွင်းမှာစိတ်ဖိစည်းမှုများနေသည်ဆိုရင်ကိုတွင်းမှာရောက်ချေပစ္စည်းထုတ်လွှတ်မှုကိုဟန့်တာနိုင်တဲ့ဟော်မုန်များကိုထုတ်လွှတ်လိုက်တာကြောင့်အိုမင်းချူပစ္စည်းကိုအချိန်မင်းဒီစီးကုတ်မွေကိုအယောင်ပြောင်းစေတာမှာရောင်ချေပစ္စည်းဆုံးရှုံးတဲ့အရေပြားပြဿနာခံစားနေတာဖီတီလီကိုဆိုတာကကိုတွင်းမှာ ရောင်ခြေပစ္စည်းဆုံးရှုံးစေ၏အရေးပြားပြဿနာပါဒီလိုအရေးပြားပြဿနာကိုခံစားရမယ်ဆိုရင်တော့အရေးပြားမှလည်းအမွေးအမြင်တွေပါအကွက်လိုက်ဖြူလာတာမျိုးစီးကွန်းမွေးနှိမ်ဖြူလာတာမျိုးခံစားရနိုင်ပါတယ်ဒါချင်းပစ္စည်းနဲ့ထိတွေ့တာအမွေးအမြင်တွေကိုဖယ်ရှားတဲ့ဒါချင်းပစ္စည်းတွေကိုအသုံးပြုတာ cream ဆက်ပြားများကို အသုံးပြုပြီးစီးကုတ်မွေးတွေကိုဖယ်ရှားတာက အရေပြားနဲ့အမွေးငယ်တွေနဲ့ကိုထိခိုက်စေပြီးစီးကုတ်မွေးတွေဖြူလာစေတာကိုဖြစ်စေနိုင်ပါတယ် ဒါကြောင့်မိမငါမှာအသုံးပြုမဲ့အရာတွေကိုတတိထားရွေးချယ်ဖို့လိုပါမယ်